ನಿಯಮ ಹೇಳುವ ಶಕ್ಯ ಆಗಿರೋ ಸುಧಾರಿ ನಿಯಮ ಪ್ರಯಾಸಕ ಮುಚ್ಚಿಲ್ಲ ಮುಚ್ಚಿಲ್ಲ ಗುಪ್ತೆ ಗುಪ್ತೆ ಕೂಡ ತಂದೆ ಶಿಕ್ಷೆ ಕೋಚಿ ತಿಳು ತಂದ ತಿಳು ಹೋಸೆ ತಿಳು ಶಿವ ಮಾನ್ಯ ಮಸಾ ကိုကိုယ်တိုင်တို့ရဲ့ဒုတိယပြည့်ပြီဆိုတာဝါရင်း3လတလာ10ရက်တရားစခန်းတစ်ချိန်စီပေါင်းမယ်လို့ဒီလိုလိုစပြီးတော့မှတရားစခန်းလုပ်ငန်းစဉ်ဓမ္မသင်္ကန်းအစီအစဉ်ဆွဲကြတာဆရာတော်အစမြားများလည်းပဲငင်ခဲ့ပြင်းခဲ့ပြီးခဲ့ကြတယ်ဖြစ်ပါတယ်အဲ့တော့လွတ်လွတ်လပ်လပ် ဆုံးနေတဲ့ချာမရပါဘူး။ဘဝနဲ့ကြိုက်နေတယ်လေဒီလိုလက်တွေ့ဆရဏကလည်းပေါ်ဝင်နေမှာပါလား။တင်တန်းတင်ပါကိုယ်တိုင်လက်ပြချင်းရတယ်ခင်ဗျာ။အဲ့တော့အချို့ကြတော့ဆုံးကပြောနေပေါ့။ဘဝနဲ့ကြာမှရောက်တာဒီမှာခက်ခဲနေတယ်ကိုယ်ရှင်များတို့ကြာတော့ကိုနေုံလာရောက်လာတယ်ဆိုတော့ကိုကိုယ်တိုင်ဒီနေုံတရားစကားကိုလည်းတော့ ုတ်ကဲ့ကျွတ်ဖြစ်သွားတာဘာမင်းပဲစဉ်းစားနေရပါဘူးဆုံးမဲ့ချက်နေရလွတ်လွတ်လပ်လပ်ငါမြင်နိုင်တာငါကြည့်နိုင်တာငါတကယ်လုံးလုံးနိုင်တာဆုံးမဲ့ပြောင်းလာရတာပြောင်းလာပါဘူးအဲ့တော့အဓိကတော့နော်ဒီကမ္ဘာဆရာလို့ပြောဆိုတော့ခက်ဒီအာလဆိုတာကိုကိုယ်နိုင်နေဆုံးပေါ့ ဖြစ်ပျက်ကိုမြင်ထားဖို့နံပါတ်1ဥစားပြုတဲ့အရေးကြီးတယ်။နောက်ထပ်တစ်ခုကဒီသင်္ကန်းပုချပြုရှင်များကဒါအောက်ကိုပါဘယ်လိုအောက်လဲဆိုတော့ဘယ်လိုလုပ်ဒီဒီကလေးဒေးတန်ကြီးတင့်တဲ့ခါကျရှင်ဝဝင်းဆရာတို့များဒီလိုတောင်းတာဖြစ်ပါတယ်။အဲ့ဒါရှင်ဝဝင်းဆရာတို့များ မစိုးရိမ်ကြိုက်တယ်ပြီးတော့ကျိုးရအောင်ကျန်ဆရာပြားရစီဒီနေ့လေးအတွက်ကျောင်းသားကြီးကဆောင်းနေဆောင်းနေရတဲ့ကာမန်များနဲ့အတူတူပါတူရင်းနဲ့ဆရာပြားရင်ဆောင်းမှာမဟုတ်ရတာခိုင်းတာအလဲတချို့ရှင်များများဂိုင်းမှာပြင်းနေပြတိုင်းနဲ့ချပ်နေဖူအောင်ပါဗျာအဲ့မှာဆရာပြားရင်မြင့်လိုက်တဲ့ဩဝါဒ ပညာရှိစကားငိုချိုသွားသူချက်ပင်ဝင်နေတော့ခါဘုရားကလည်းပဲဒီလိုဒီဘုဒ္ဓတရားဓမ္မတန်ခါကပြောလို့တာဘုဆွေသရဒအခြေဖြစ်ပါတယ်ပေါ့လေဓမ္မရှင်တရားရှင်တတိယအခြေကျတော့ဉာဏ်ကြီးအလုပ်လုပ်ခဲ့တယ်ဘုဒ္ဓသရဒအခြေမှာကျတော့ဆရာဘုရားကြီးရဲ့ဩဝါဒအထောက်ပံ့ရလိုက်တော့ ဒီပုံမှာပုံပြီးတော့မှနည်းနည်းကာကာဖြစ်တာဒီလုပ်ငန်းပုံမှာပုံပြီးတော့မှအယုံဆိုင်တာယူဆိုင်တာပုံတော့မှလုတ်ချင်ကတ်ချင်တဲ့စိတ်တွေပုံရပါဝါပုံပေါ်လာတော့ပေါ့ဆရာဘုရားကြီးလိုက်တဲ့ဩဝါဒကပါပဲရှင်မြန်းများလည်းပဲကြာတိနေမှာပါဗျာတိုင်းပေါ်မှာစဉ်းလေအခုခေတ်ဆိုရင်ဆယ်လီတွေကများတော့အချင်းရဲ့ ဘယ်ရည်အခြေခံမှာမှမရှိတဲ့ပုဂ္ဂိုလ်တွေကရှိကိုရအောင်ပြီးတော့မှဘုရားဟောတေသနာနဲ့ဤသလားမသိဘယ်ဤသလားမသိပရိယတိနဲ့ဤသလားမသိဤသလားမသိအဲ့လိုဆွဆွပြီးတော့မှဟောကြားပြောကြားပြတတ်ကြအောင်ဘုရားမှာကကြီးမားဝဲလာတာဆိုတော့ရှင်များတို့ပြောတာကအာလာက လောကပရိယသိကျွယ်တယ်။လောကပရိယကျွယ်တယ်ဗျာ။လောကရပညာနဲ့ကျွယ်ကြတယ်။ဘူးလေးကိုဘယ်လိုပေါင်းရမယ်ဘယ်လိုသိရမယ်ဘယ်လိုဆွဲဆောင်ရမယ်ဘယ်လိုစီးမောရမယ်။သိကျန်ချင်။စင်ရတဲ့ပြည်တော်ကြတော့။နေနေလေကဒီပရိယပြင်းနဲ့ဒီစာပေးနဲ့ဘယ်လိုလားပြီးတော့တရားတရားနဲ့ပြောတာ။ကြီးလာတော့လည်းကုသတရားလေးနဲ့ ပရိယတိအခြေခံလေးနဲ့ဆရာတော်ကမောင်းကြမှာချစ်ကပ်ပြီးတော့ပရိပတ်တိလေးနဲ့တွေ့ရောရိုးရိုးနဲ့မှမှန်ပြန်ကန်လေးပဲတို့တော့ဒီလိုသွားကြတာဟုတ်ပြန်အဲ့ကြတော့ဒါလေးဖြစ်လာတယ်ဆိုတော့ပရိယတိအခြေခံအားကောင်းတဲ့ဆရာတော်ကပရိယတိကလည်းပရိပတ်တိဘက်ကိုအာရုံပြုတာအားနည်းလာတော့ပရိယတိအခြေခံရှိတဲ့ပုဂ္ဂိုလ်တွေကထွက်လာတယ်ပေါ့ဗျာဒါကိုဆိုတော့ကြားရရင်ဒီလိုမှ ကောင်းတယ်။ရှင်မြန်းကပရိယတ်တိအချိန်အာကောင်းနေတဲ့ပုဂ္ဂိုလ်ပဲ။ပฏิပတ်တိနဲ့ပဲကရောက်လာလို့ဆိုရင်ဒကာဓမ္မကစိတ်မှန်တဲ့ဓမ္မနဲ့ဆောင်းလျှောက်ပြတာဖြစ်တာပေါ့။ဒီတော့လည်းပဲဘုပရိယတ်တိစံပယ်စာချလုပ်ကနေလွတ်ပါတယ်။တရားစခန်းနေဒေတာတွေဒါကလည်းတက်တဲ့တရားစခန်းလို့ပြောလို့ရပါလေ။ ရည်ရွယ်ချက်ကိုစာနာလို့ရှိပါတယ်ဗျာတဲ့ဒီကပြောနေတာပါတတိယအကုသိုလ်များလို့ဒီဝိုင်းပရိယတိအခြေခံမှာရှိကြတဲ့တန်ပါဘုရားဒီချိန်မှာဒီခေတ်ကမှာဒီကာလလုံးလုံးကြာကြာနဲ့ပရိယတ်ကိုပฏิပတ်ကိုလုပ်တင်ပါဘုရားတဲ့ပရိယတ်ဒီစာသင်စာချရတဲ့ဒီဝိုင်းနဲ့ကိုတက်ထားတဲ့ပရိယတ်ဒီအခြေခံကဆရာကောင်းသမားကောင်းတွေဆုံးမဟောပါဘူး အညီပရိယတိနဲ့အညီပฏิပတ်တိကိုကိုယ်တိုင်လည်းဝါမျက်အားထုတ်ပြီးဒါကဘုရားရှင်နဲ့ဒီလမ်းကြောင်းကတော့ဘုရားဟောပေါ့ဘုရားတော့ဘုရားဟောတယ်ဒါတော့မှန်တယ်ဘုရားတော့မှားတယ်ပေါ့အဲ့ဒါလေးကိုရှင်များတို့ဥစ္စာပြီးတော့နိုင်ငံပြေတော့မကြပါဘုရားလို့ဆရာမကြီးကဩဝါဒပေးလိုက်တော့ပြီးတော့အဲ့ဒါလေးကြည့်ပြီးတော့စက်သိမ်းတော့ဩဒီနေ့စကားမှုချုပ်သွား pero para tener mamá no soy a tu mente ရှင်များတို့တပည့်တော်တို့ပရိယတ်တိကျွမ်းကျင်နေတာလေပုဂ္ဂိုလ်တွေကပฏิပတ်တိအလုံးလုံးရအောင်မှာဒကာဓမ္မတွေကုဆောင်ဟောပြောကုဆရာတော်မှာမသိပဲနဲ့အိတ်နေကြတော့သာမတ္တပင်တတ်တဲ့ပုဂ္ဂိုလ်ရှိဖို့ထွက်လာတာပေါ့အဲဒီကြာမှာအတ္တတွေဒီဓမ္မမင်းဟောတာမှားပါတယ်ဘာဖြစ်ပါလဲညာပြောပြီးဒီလိုလိုကမတရားရတယ်ရောက်တော့ ဘာဖြစ်လို့လဲကိုယ်ဟာအလုံးမလုပ်ကိုယ်ဟာအလုံးမလုပ်တော့ဘာမှမသိတဲ့လူအလုပ်ထားလို့အမားရေပေါ့အဲဒါကြောင့်တော့ဝိနည်းစရာကြီးပေါ့ရောက်တော့ကိုယ်အော်ရဒီအော်ရဟုတ်ပြောရပြောရမပြောချင်တာလည်းပြောချင်ရအကုသို့လည်းများပါဘူးအဲကြောင့်ရှင်များတို့ဒီလိုပရိယတ်ဒီအချိန်ကအားကောင်းတဲ့ပုဂ္ဂိုလ်ပဋိပတ်တိလည်းလည်းပဲသင်ဆောင်တဲ့ဓမ္မတွေပါ ကျေးဇူးဆက်ကြပါစို့ဆိုတော့ဆိုရအောင်ပါတယ်ရှင်မြန်းလည်းဒီပြချသည့်ဘုရားပါဗျာနိုင်ငံမှာပရိယတိနဲ့မြေမြင်ပြနဲ့ပြောဆိုနေတာချင်းမိပြခင်တာတွေဟောပြောနေတာတွေဒါတော့အလုံးလို့ရင်အလုံးလို့ကဲ့နေရလူတွေကတော့ရောက်ပါဘူးဗျာရှင်မြန်းတို့အလုံးလို့ရင်ရှင်မြန်းတို့နေရတော့ရောက်ပါမှာ เรื่องแบบนี้เราไม่ยอมมันนำมาให้คนนั้นเลยว่าผู้ชายก็คงมีมาเลยรับยาส่วนนี้มาไม่ใช่การทำมาประสบเรียนทำมาประสบเสียงมาเอามาด้วยมาอย่างไม่ใช่การแบบตุยองคุณรู้สึกเรียนตบ้าบ้าใครมาเลยที่โมเมนต์โจจังเนี่ยเส้นอีกชิ้นเลยสิผมเอาตามนั้นไปวิธีการฟอร์ชั่นเลยสิ အဲ့ဒီနေရာကိုအရောက်ညာချပါဗျာအဲ့ဒီမှာအမှားတွေပါလို့တွေ့ကြတယ်အဲ့ဒါတွေ့ရလို့ဆင်းရဲတာဒေါသရင်အာမှားနေတဲ့ဒီဘာသာကိုပြင်ပေးတယ်မှန်နေတဲ့လမ်းကြောင်းကိုပြပြမယ်ဆိုတဲ့ဒီနှလုံးသားနဲ့ဒီလိုလိုဆင်းရဲလို့စတင်ခဲ့တာဟုတ်ပါလားဟုတ်ပါဘူးအဲအကြပါကိုစတင်ရတဲ့အတိတ်တွေပေါ့စတင်ရခြင်းရဲ့အတိတ်တွေ ကိုယ်ကဖြစ်ပြမြင်လာတဲ့အခါကျပို့ပြီးတော့တေသတရားကျွမ်းနာပါလားအဲ့တော့ဒီလိုကုရမ်မြင်ပြလာတရားဓမ္မတွေဒါဒီအမှားကအမှန်လို့ရေး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 ပြပြတာကအမှန်နဲ့အမှားကိုကပန်းချစစ်စစ်ဥပ္ပယဓမ္မရဲ့ပြတ္တမကအကောင်းပါအဲ့တော့နည်းနည်းအားတော့မတိလို့ရိုးသားတော့မှားရင်းမှားတယ် များရှိတယ်။မှန်တယ်လို့နဲ့ပါနေတာပဲ။ညာရပါတော့ခင်။စာမတက်လို့ပါတာ။စာတက်ပြီးပါ။ဟိုကြောက်စရာကောင်းပါပါ။အဲ့တော့ဒီအမားတွေကညာလာပြီဆိုရင်ပြင်ရတာလည်းငါခက်ပါအဲ့အမှားပုဂ္ဂိုလ်တယောက်ကအတိုင်းဝိုင်းနေသိပါလားအင်းအားတောက်တင်းလာလို့ တန်လုံးတိုင်ပုံကိုချို့တော်ပြရပါဘုရားဒါကြောင့်တတဝတရားမြမမောတာပိတ်တော့ဘုရားချက်တော်များလည်းမရတုံနဲ့ဖြစ်တော်သည်ဤဒီလိုမဟာဒီဝါတိတိချစောပြားဤသုံးမှတ်ဟောတာပြီးတော့ထားခဲ့တာဒီမှာလည်းဒီဘုရားလိုတာဟုတ်ခဲ့ဒါကြောင့်အမောကြည့်နေတာပါသံဃုကာသံဃုကာချေအဲ့ဒီကခုကမပါဘူးဒီမှာသံဃုကာရင်းစင်စားတာကဘာ ရဟန္တာဖြစ်နေကိုယ်ကိုချက်တယ်ဟုတ်တယ်နော်ဘာရကကျလို့စီရတယ်သူအကြောင်းပြုနေသူရေမြောက်ကနေအဝတ်စားမဝတ်တာဝတ်စားမရှိတာဟုတ်ပဲဟမ်တကယ်ခေါင်းပါတဲ့အချက်ဖြစ်နေတယ်ရဟန္တာဆိုလို့ကြတယ်ကိုယ်ကိုချက်တာဟုတ်တယ်နော်ဟဲ့ကိုယ်ကိုချက်တယ်အဲဒါဘုရားတိုင်းမှာအဲ့ဒါဘုရားကိုဆုံးရပါပရိယတိကံကမှာအញ្ញံပြရတဲ့ ေအမှန်ကိုမပြရတာပါကမ္မဋ္ဌာန်းဆရာတရားရဲ့ရှင်းစင်ဓမ္မဒိကပါရဲ့ရှင်းစင်စိကံအဲ့မှာလေဘယ်တော့အမှန်နဲ့အမှန်ကိုပြောရတာပါပုဂ္ဂိုလ်ရဲ့ခိုင်းတနာမူဝါဒခန္ဓာပြုပြခြင်းရှိတယ်ပုဂ္ဂလတိတ်္ထာပဲဓမ္မတိတ်္ထာပဲ ရှင်းတဲ့အမှုအတိုင်းမစရာကိန်းကတဏ္ဍာရီကျူစာပြီးတော့ဒီလိုကာမရူပြေးပေးရတာအဲ့တော့ပြေးတဲ့အခါမှာဘာမှမပြီးပဲထာနာပဲရတာအန်နီးတယ်မူလို့ဆိုတာတော့မှကောင်းစီပါရဲ့ဘယ်ပါဠိတော်တရား ဗမာလိတော်အရာဒါစီနော်ကျင့်စီပြီးမှားတယ်မှားတယ်ခုနနဲ့သူမပြရမှာလားဘုံရဲ့အလပါစိတ်တာရင်စိတ်တာရင်စိတ်တာရင်လိုက်နာတာလေဟဲ့သူရဲ့ခံချက်ပေါ့ဗျာအဲဒီကြတော့သူရဲ့အဖြစ်အကြောင်းဖြစ်ကစားဌာနကအာမေကိကျိုးပြတဲ့အခါကျကိုယ်ကိုတည်တည်ချာချာခပ်ခါနာနာဘုဒ္ဓသဒ္ဒနာနဲ့အညီချပြတ်တတ်တဲ့ ဆရာတော်တမန်တော်နဲ့တွေ့ခွင့်မရဘူးဆိုတာအလိုလိုမှပေါ့ဗျာအကြောင်းတိုက်ဆိုင်အတိတ်ကမယုံမသိမလေးမစားဘူးခဲ့တယ်အကြောင်းတရားကြောင့်ဒီဝမ်းမှာအဲ့လိုပေါ့ပြက်ပြက်သမထနဲ့ဝိပဿနာကပြဉ္ညာနဲ့ပရမတ်တော်ကိုကိုယ်ရဲ့ဆရာကြီးနဲ့ပါတော့ပြည့်ပြီးတော့ဒုက္ခနဲ့ပုံကြီးတင်ပါပြန်လန်းခံပြီးကြည့်နေကြတယ်ဆိုတာစဉ်းစားကြည့်လူဖြစ်တာကို အဲ့တော့မယုံမသိမင်းသားတို့ပြည့်တာအကြောင်းပုတ်ပြည့်ပြည့်ဆရာသမားတို့ပြည့်ခဲ့တာအကျိုးကိုကိုယ်တိုင်ပုတ်ပြည့်ပြည့်လုပ်ခဲ့တဲ့အကြောင်းတရားတော့ပုတ်ပြည့်ပြည့်ပုဂ္ဂိုလ်နဲ့ပေါင်းတော့တွေ့ရတယ်ဆင်းရဲတဲ့ဘလောက်ဆင်းရဲတဲ့ဆန္ဒတွေပါပါရှိရှိအဲ့ဒီအပိတ်ဝကျွေးပါလာတဲ့ပုဂ္ဂိုလ်ကဲပြူရမယ်တင်လာပြန်မထင်ပါဘူးအဲ့ကြတော့ကုသစဉ်ရဲ့သဘာဝအချိန်ကနေလို့အမှုအမြတ်ဖြစ်နေပြီအမှုအမြတ်ဖြစ်လာကုသစဉ်သဘာဝကဖြစ်လာတယ် ပြောမိလိုက်ဆိုမိလိုက်အကြောက်ပါပဲစဉ်းစားပြီးတော့ကျန်နေဟုတ်လားနော်အေးဒါအဲ့ဒါသိနေလို့ခင်ရမယ်ဟုတ်နော်ခင်ရပေါ့ပေါ့အကြောင်းချပါလားဘလို့မကဲဘူးလို့မရတဲ့ပုံစံတော့ကအများကြီးမှန်တယ်လို့လည်းမှားနေတယ်အများကြီးပါဗျာအကြောင်းမလို့ပြောချင်တာရှင်များလို့ပြောလို့ပရိယတ်ကြီးအခြေခံအကောင်းကြီးပါပို့ ပဋိပတ်တိလုံးမှမဖြစ်စင်းလက်စိတ်ကြီးပေါ်လာရဲ့နောက်တခါဘုရားကိုစောင့်ရှောက်နေတဲ့စိတ်ကြီးပေါ်လာရဲ့ဒီကလေးကိုပြီးတော့အချင်းချင်းပါလို့လဲခေါ်ပါတယ်အချင်းချင်းဘိုင်းလဝမ်းမြောက်ပါတယ်သူလဲသူစရာနော်ဒါကြောင့်ပြီးတော့ရှင်များတို့အကောင်းဆုံးကမြေတော်ကောင်းပေါ်တယ်ချီတယ်အဲ့တော့ဒီမှာမဟုတ်စရောတရားကြီးရဲ့ဥပမေတ္တရာပေါ့နော်ရောင်းပါဠိတော်လေးနဲ့ဒီပေါ့မဟုတ်စရောတရားကြီးရဲ့မဟုတ် यहाँ पानी करते हैं ना रहने लैंस ने चिपकी तो माँ निश्चित चिपकी था ताकि निकल रहा आ समय तो जा तो वहाँ पे ना कुपुरा ले आके उन्हें तो कहा तो माँ ने ना ले नी माँ ने ना पे ही हो गया कि निश्चित ही यार वहाँ बिसो ये मैं तो यार तो ले कुकर ले कुकी हो सुना आ सुना हो ले इगो ကာလာမမင်းတို့လက်ဆောင်ရပါမယ်။ကိုပိုင်ဉာဏ်ရှိရမယ့်အချက်ကြီးစစ်ချက်။အဲ့ဒီချက်ကြီးစစ်ချက်ကမှမဆုံးချက်ကပြောလဲဆိုတော့တမန်နောင်းနောဂုရုတိတိမာဂနိကာ။ဟောတမန်နောင်းငါတို့ကံထမ်းပြနေတဲ့ကံထမ်းဆရာတို့ပဲ။ဆရာပုံကြီးတဲ့ပန်နာတို့ပဲဆိုတော့သူပြောတိုင်းနဲ့ပဲမာဂနိကာမယုံနေ။ပြောတိုင်းနဲ့မာဂနိကာမယုံနေ။ ်မန်းဆရာဖုန်ကြီးပြောလိုက်တယ်ဒီလိုလားအားသူကတော့ဘာပေါ်ကြီးရတာလဲလူကမန်းဆရာကြီးသူပြောလိုက်တယ်ဒီလိုဒါကြောင့်မဟုတ်ဆရာကြီးအခြေခံပြေးပေးတာဆရာခိုင်းတဲ့အတိုင်းလိုက်လုပ်နေတယ်တမထခန္ဓာပြလာဆုံးတဲ့ချက်ချနိုင်ရင်ဝိပဿနာကွယ်ဆိုရရဒါရီအရှင်များတို့တကယ်အလုံးလုံးလာတယ်ဘုရားမြင်လာပရိယတ်နဲ့ဒီကိုယ်တိုင်တွေ့လာ ကိုလေးလာတဲ့စာပေကဟောခန္ဓာအကြောင်းလာလားခန္ဓာအကျိုးလာလားခန္ဓာသဘောတရားတွေလာလားအဲ့ဒီကြောင့်ကိုယ်တိုင်ခန္ဓာနဲ့ရောက်နေလိုက်တော့အိုးတို့တင်ရတဲ့ပရိယတ်တွေတဲ့ခြေစုများပါလားတဲ့ဟုတ်ပါလားတဲ့မှန်ပါလားငငယ်ကောင်းကရှင်းပြလို့ဘွေးရရင်စာတတ်ရင်တင်ရတာဟုတ်ပြအခုကျတော့ခန္ဓာနဲ့ရောက်တွေ့လိုက်တာကအိုးတဲ့ဟုတ်ပါလားတဲ့မှန်ပါလားဆိုတော့ဖះရောက်လေပုံကြည့်လာတယ်ဟောဒါကဓမ္မတွေကိုတဏှာ လောကကြီးကိုအလုံးကျင်းနဲ့ပုံတော့ပြုကျင်လာတဲ့စိတ်ပြောပါပေါ်လာဒါကြောင့်မလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့စကားတော်အတိုင်းပေါ့လေဒီလိုလိုပါမိုးစရိလည်းပြောပါလေဝိပဿနာဆက်စစ်ဖြစ်ခြင်းခန္ဓာဘာပြောလဲဆိုတာစောင့်ကြည့်ပေါ့ခန္ဓာပြောတဲ့အတိုင်းဉာဏ်ကဆုံးမချက်ချနိုင်လို့အရေးကြီးဆုံးပါအဲကြောင့်မှာပရိယတ်တွေတတ်ချင်းမတတ်ချင်းမှာကွာပါလား ပရိယတိတက်တဲ့ပုဂ္ဂိုလ်ကြတာဩဖေဟုတ်ပါလားဘယ်ပါဠိတော်မှာဆိုတာလားဘုရားကဘယ်လိုဟောတာလဲခန္ဓာကဘယ်လိုပြောနေတာကိုယ်တိုင်ကလည်းတွေ့ပြီဆိုတော့ဘုရားကလည်းဟောခန္ဓာကလည်းပြောကိုယ်တိုင်ကလည်းတွေ့အဖြစ်သုံးပါးညီညွတ်သွားတာပေါ့ဗျာအဲကြောင့်ဒီလမ်းကြောင်းကမလွဲမသွေတေချာသွားဒီလမ်းကြောင်းကအရိယာဖြစ်နိုင်တဲ့လမ်းကြောင်းမိမမြတ်ဖြစ်နိုင်တဲ့လမ်းကြောင်းရှိတော့ဘုရားထိတ်တဲ့တယ်ပတ်တဲ့တယ်ဝိတ္တတဲ့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချရတယ်။ဒါကြောင့်မလို့အဓိကပြီးတော့ဒီတနင်္ဂနွေရည်ရချက်ကလည်းလေအရှင်မြတ်ကိုဆိုင်ရဆိုင်ရတကားတော်မှလူတော်ကလည်းသူချွေးနေမယ်လို့မြတ်စွာဘုရားမဟာပရိနိဗ္ဗာန်တော့ဟောတာဟုတ်ကဲ့လား။ဟုတ်ကဲ့နော်။ရှင်မြတ်ကတော့လေသူတော်ကလည်းသူချွေးနေမယ်တဲ့။ဒါအရှင်မြတ်ရဲ့အရှင်မြတ်ကိုဟောမှာကျွတ်တောင်းဝင်တော်ဝကရှင်မြတ်ကအလုံးလုံးနေလို့ပါဗျာ။ရှင်မြတ်ကအလုံးလုံးလာတယ်ရှင်မြတ်ကိုပြီးပြီးတော့မှ จิตตังวันในปกปู่โลกาสิมีได้สร้างมาครับအဲ့ဒီတရားဓမ္မတွေကိုကျေးဇူးစတဲ့နိုင်ဖို့ပြန်ပြီးတော့လောကကိုကျေးဇူးပြုနိုင်ဖို့အဲဆင်းရဲလို့ပြည့်တော့ဘယ်လိုလဲကျူစားအောင်ဌာနတစ်ခုမှာလုံအလုတ်တော့အလုတ်တော့အရာစီကံနေမှုတွေပေါင်းပြီးဘယ်လိုပဲခံခံအဓိကတစိတ်ကျဲနေဆိုတာကိုယ်အလုတ်ကိုစိတ်ဝင်စားနေကြက်ကြက်နန်းနန်းအလုတ်လောက်ပါမယ်ဆိုတဲ့ အဲ့ဒီစီကံကိုဘုရားအောင်ဆိုအလုတ်ထဲမှာတက်ပြတော့ဖြစ်ပါဗျာဟုတ်ကဲ့လားဗျာအဲပြောတော့ကျောင်းပိုက်ကြီးကလာစီကံကြီးဖြစ်စီဒီလိုဖြစ်နေတာစာမစာစာမစာစာရမကိုစဉ်းစားတော့လုံးလုံးမဖြစ်စေအဲ့ဒီစီကံချက်ဒီအဖြစ်ချိုးပေါက်စီအချမ်းနဲ့ရှိတော့ပါဟုတ်တယ်နော်အေးတကကိုရဲ့ချက်နဲ့ကိုပန်းနေနေရောက်တဲ့အချိန်မှာစဉ်းစားတော့ချက်ချန်တာတိတိချက်ချန်လေးလာပါ ပြီးတော့အာဒီမေယောပြားစကားပေါ်ပြည့်တယ်ပဲလွတ်လွတ်လပ်လပ်ဆိုတဲ့ချက်ကိုရပါပြီတရားဘာလဲကောလားစက်တက်တရားစကားဝင်နိုင်ပြီလားအဲ့တင်နဲ့ပတ်သက်တာလေးလစ်စနစ်လေးပြီးတော့ပြောလို့ဒီစီမံကောင်းမှုဒီပညာလေးကြီးအဲ့တဘောတရားလေးဒီပေါ်တခြားခြားတော့ဒီပညာလေးတွေပေါ်အခြားတဲ့နန်းတွေကိုအများကြီးပေါင်းအောင်ဖြစ်ပါလိမ့်မယ်။အဲ့တော့ ထွက်ကြတယ်အတင်နဲ့အတင်နဲ့အတိုင်းနဲ့သွားကြတာများတယ်။လက်တွေ့ချင်းရတဲ့ဆရဏပိုင်းကတော့အမှန်လေဒီမှာကျတော့တလားလားစင်ပါစင်ကိုဝိလက်လက်ချင်းရတဲ့ဆရဏခန်းကဆယ်ရက်ဆက်ဆယ်ပြားခန်းဒီရုပ်ရှင်တူပွားပါဗျာပေါင်းနေတယ်လေအဲကြတော့ကိုကိုယ်တိုင်ပြားခန်းကိုလက်တွေ့အထုတ်တာပုံစံဆိုတော့ယောဂီကမှလည်းကိုယ်စိတ်စားတာပဲပြားခန်းတစ်ခုကိုဘယ်လိုစီမံခန့်ခွဲရမလဲဘယ်လိုလုပ်ချင်ရမလဲဘယ်လိုလုပ်ရမလဲဆက်လက်နားလည်ပါ ဒီချိန်ဒီချိန်ဒီချိန်မှာဒီလိုလုပ်တယ်လို့ခိုက်ကိုကိုယ်ကိုင်ခံစားကြည့်တော့မှဘလို့ခက်ခဲဖြစ်နေတယ်ဘလို့ကြွားရမယ်ဘလို့ရင်ဆိုင်ရမယ်အဲအစားပြီးတော့ပေါ့ကိုယ်တိုင်လက်တွေ့ရှိလာတဲ့အခါကျတော့မှအကျိုးရှိရှိပတ်ပတ်နေနေတည်ပြီးတော့မှသူတော်ကောင်းပြန်ပြောင်းမှာပြန်လည်းသိချင်တယ်ဟုတ်ပြီနော်အဓိကကတော့ငါတို့လောကမှာမတိလို့မှားနေတယ်ယူသားကမှားနေတယ်အမှန်နဲ့အမှန်မလို့နဲ့မှားနေတာတို့အမှန်တိုင်းဖြစ်အောင် တို့လောက်ကိုဆောင်ရှောက်မယ်ဆိုတဲ့စိတ်ကလေးကိုမွေးပြမွေးပြီးတော့ဒီသင်္นานကိုလည်းကျွန်တော်တတ်နိုင်သလားပန်းတိုင်ရောက်တဲ့ဒီကျင်းရမှာအချမ်းချမ်းတာတာနဲ့ကျိုးစာဆောင်ရွက်ပေါ့ပြန်အထုံကြပါစေလို့တိုက်တွန်းရင်းနဲ့ဘုရားမိတော်ရဲ့ဒီကနေ့ဩဝါဒမှာပဲဒီကုက္ကပအစံတော်တာကိုခေါ်အာမေန်